ီနေရာရဲ့အနီးတစ်ဝိုက်ကိုရောက်တာနဲ့တင်းမောတွေအစအနမကြံပဲပျောက်သွားတယ်။လင်းရင်ပြန်တွေနဲ့စင်ကနေတွေပျောက်ပြီးအပျက်စီးအပိုင်းစားတစ်ခုမှမတွေ့ရဘဲနဲ့လီဟာနယ်ထဲမှာပျောက်ွယ်ကုန်တယ်။ဒီ topic တွေက2004ခုနှစ်ကနေ2015ခုနှစ်လောက်ထိကိုလူပြောများခဲ့ပါတယ်။ ။ဤဟာရီအကုံလုံးရဲ့အဓိကဇက်ကောင်ကတော့ Bermuda Triangle ဆိုတဲ့ပင်လယ်နက်ဆိုးကြီးကနေအခြေပြုတာပါ။အဲ့ဒီတော့အခုခေတ်2025အထိမှာ Bermuda Triangle နဲ့ပတ်သက်ပြီးရှာဖွေ တွေ့ရှိမှုတစ်တွေနဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။အဲအဲ့ဒါဆိုစလိုက်ကြရအောင်။ပထမဆုံးအနေနဲ့ Bermuda Triangle ရဲ့တည်နေရာကမြောက် Atlantic ပင်လယ်ဘက်ခြမ်းက Miami, Puerto Rico နဲ့ Bermuda တို့ရဲ့ကြားမှာရှိပါတယ်။ 2014မှာသိပ္ပံပညာရှင်တွေကဒီဘာမူဒါထရိုင်ဂယ်အေရီးယားအတွင်းမှာမီသိန်းတန်းငွေပောက်ကွဲမှုကြောင့်ဖြစ်လာတဲ့အေယာမခြိုက်အကြီးကြီးတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့အဲ့ဒီပောက်ကွဲမှုတွေဟာရေရဲ့ density ကိုမတိမငြိမ်ဖြစ်စေပြီးတော့အဲ့နာကသင်္ဘောတွေကိုချက်ချင်းနစ်မြုပ်မှုတွေဖြစ်စေနိုင်တယ်လို့ပြောကြပါတယ်ဒီအချက်ကဒီလိုသင်းမောတွေဖာမြူတာထရိုင်ဂယ်မှာရုပ်တရက်ပျောက်သွားတာတွေရဲ့အဓိက theory ဆိုပြီးယူဆကြတယ်ပြောရရင် modern scientific theory ပေါ့ဗျာ မိတိန်တငွေကမီးပေါင်ရမ်းလွယ်ပြီးတော့ဒင်းပြန်တွေအနီးနားကပြန်တန်းသွားရင်ပောက်ကွဲမှုတွေဖြစ်စီနိုင်ပါတယ်။တက်စီဆိုင်ထဲမှာဖုံးသုံးရင်ပောက်ကွဲတတ်တယ်လို့မျိုးပေါ့။အဲ့ဒါလို့ပောက်ကွဲမှု ဖြစ်ပြီးဆိုရင်ရေမျက်နှာပြင်မှာအေယာမအပေါက်ကြီးကိုဖြစ်စီပြီးတော့အင်တာရေဆွဲချတယ်လို့မျိုး pressure အများကြီးနဲ့ဘလောက်ကြီးတဲ့အရာဖြစ်ပါစေရေအောက်ကိုဆုပ်ယူသွားနိုင်ပါတယ်။2016မှာကြာတော့ NASA ကတိမ်တွေရဲ့ပုံတံတွေပတ်တံတွေပေါ့နော်။ အဲ့ဒါတွေကိုလေးလာတဲ့အဖွဲကဒီဘာမျူရာထရိုင်ဂယ်ရဲ့အပေါ်မှာသူတို့တစ်ခါမှမမြင်ဘူးသေးတဲ့ဟက်ဆာဂွန်ကလောက်တွေကိုဖြောက်ဖွေတွေ့ရှိသွားပါတယ်။ဒီတိမ်ပုံတထန်တွေကအဲဘုံလို့ခေါ်တဲ့လေဘုံတွေကို ဖန်တီးပြီးတော့အဲ့ဒီဘုံတွေကတနာယီရော180မိုင်အရှိန်ရှိတဲ့လေဟုံတွေကို ဖြစ်ပေါ်စေပြီးတော့ဘာမျူရာထရိုင်ဂယ်မှာဒင်းရင်တွေပျောက်ပျောက်နေတဲ့ဖြစ်စဉ်တွေကဒီအဲဘုံတွေကြောင့်ဖြစ်နိုင်တယ်ဆိုပြီးယူဆကြပါတယ်။ဒီအရှိန်ကလင်းမြန်တွေ တင်းမောတွေကိုချက်ချင်းပြောင်းပြန်လှန်ပစ်လိုက်လို့ရတဲ့အနေအထားဖြစ်ပါတယ်ဒီတစ်ခုကကြတော့ကျွန်တော်အပေါ်ကပြောခဲ့တဲ့ဘာမျူရာထရိုင်ဂယ်မှာမဟုတ်ပဲရုရှားကဘာမျူရာထရိုင်ဂယ်အသစ်ဆိုပြီးနာမည်ကြီးနေတဲ့လိတ်ဘိုက်ဂယ်မှာဖြစ်ခဲ့တာပါ2015မှာရုရှားငါးဖန်သမားအုပ်စုကလိတ်ဘိုက်ဂယ်မှာငါးများနေတော့ရေမျက်နှာပြင်အောက်မှာမီးလင်းနေတဲ့အရာတစ်ခုကလှုပ်ရှားသွားလာနေတာကိုတွေ့လိုက်ရပါတယ်ဒီဖြစ်ရပ်ကိုအများကလည်း alien activity ဆိုပြီးပြောကြပါတယ်ဘာလို့လဲဆိုရင်ဒီကဘာပေါ် ်မှာအကြီးဆုံး AI ဖြစ်တဲ့ Late Biker ကအရင်တည်းက Alien Base ဆိုပြီးတော့နာမည်ကြီးခဲ့တာပါ။ ဒီဟာရဲ့အသေးစိတ်ကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျ။နောက်တစ်ခုကျတော့လေရင်တွေတင်းမောတွေပျောက်ဆုံးမှုတွေကဒီဘာမူရာထရိုင်ငယ်ထဲမှာမကြာခဏဖြစ်ပေါ်လေးရှိတဲ့ roadway တွေကြောင့်လည်းဖြစ်နိုင်တယ်ဆိုပြီးပြောကြပါဗျ။ road wave တွေကပေတရာလောက်ထိကိုကြီးနိုင်ပြီးတော့သိပ္ပံပညာရှင်တွေကဘာကြောင့်ဒီ wave တွေစတင်ဖြစ်ပေါ်နိုင်တဲ့ဘယ်ချိန်လာမလဲဆိုတာကိုအခုထိနီးလန်းရှာမတွေ့သေးပါဘူး။ပြောရမယ်ဆိုရင်ဒီ roadway တွေကပင်နယ်သမုဒ္ဒရာအနှံ့မှာမကြာ ခဏဖြစ်ပေါ်တက်ပြီးအချိန်ကြာကြီးမဟုတ်တာကြောင့်အသေးလာရခက်ခဲနေကြတာဖြစ်ပါတယ်။အခုကာလနဲ့အနည်းဆက်ဆုံး record လုပ်မိထားတဲ့ road wave က2020 British Columbia ရဲ့ကမ်းခြေတစ်ခုမှာဖြစ်ပေါ်ခဲ့တာပါ။အတိချေလိုင်းကြီးက58ပေအထိအမြင့်ရှိပြီးလေးထပ်တိုက်တစ်လုံးအရွယ်အထိမြင့်မားခဲ့ပါတယ်။ဒီလိုပုံမှန်မဟုတ်တဲ့ရေတိုင်းအကြီးကြီးတွေက Bermuda Triangle ရဲ့ရာတီဥတုနဲ့တောင်မြောက်ပင်လယ် Caribbean တွေက လာတဲ့မုံတိုင်းငယ်တွေရောမုံတိုင်းကြီးတွေရောဒါပြီးတော့စူးစီးနိုင်တာကြောင့်ပိုဖြစ်နိုင်တယ်ဆိုပြီးသုံးတက်ကြတယ်။2019မှာတော့သိပ္ပံပညာရှင်တွေရဲ့ data တွေ့ရှိမှုတစ်ခုကအားလုံးကိုအံ့အားသင့်စေခဲ့ပြီးတော့ Bermuda Triangle ရဲ့မေဃတော်တော်များများကိုဖြည့်ရှင်းနိုင်မယ်လို့သုံးတက်ကြပါတယ်။အဲ့ဒါကတော့ Bermuda ကျွန်းက Miami တို့လိုမျိုးပဲမီးတောင်ကျွန်းစုတစ်ခုဖြစ်ပေမဲ့မတူညီတဲ့အချက်တွေရှိနေပါတယ်။မီးတောင်ကျွန်းစုအများစုကကမ္ဘာကြီးရဲ့မျက်နှာပြင်အောက်မိုင်20လောက်အထိပဲအနက်ရှိပြီးတော့ Bermuda ကတော့ ိုင်400လောက်ထိကိုနှက်ပါတယ်အဲဒါကြောင့်ဘာမျူဒါကျွန်းရဲ့အနီးနားမှာမက်ဂနက်တိုက်လို့ခေါ်တဲ့တပ်တူတွေအများကြီးရှိနေပြီးတော့ဒီဘာမျူဒါကျွန်းက16ကနေ20ရာခိုင်နှုန်းလောက်ထိကမက်ဂနက်တိုက်တွေနဲ့ဖုံးလွှမ်းနေပါတယ် မဂနတိုက်တက်တူကကဘာပေါ်မှာတန်လိုက်တဲ့ဆွမ်းအားအကောင်းဆုံးတက်တူဖြစ်ပါတယ်။အဲ့တော့ဒီဘာမြူတာကျွန်းရဲ့မြေကြီးတွေကပုံမှန်မြေကြီးတွေထက်တန်လိုက်တဲ့အဆ20လောက်ထိကိုကွာခြားနေတာပါ။ပြောရမယ်ဆိုရင်ဒီဘာမြူတာထဲမှာတန်တန်ပေါင်း900ဘီလီယံလောက်ရှိတဲ့မဂနတိုက်တွေရှိနေတာကြောင့်အဲ့နာကိုရောက်ရင်တော်ယုံတန်ယုံတန်လိုက်အိမ်မြောင်တွေဆိုအလုတ်လောက်တော့မှာမဟုတ်ပါဘူး။အဲ့တော့သိပ္ပံပညာရှင်တွေကဒီအချက်က တင်းမောတွေနဲ့လေရင်တွေရဲ့ system တွေကြောင်ကုန်တာတွေအလုံးမလုံးတော့ပဲလမ်းတွေပြောက်အစအနပြောက်ကုန်တာတွေရဲ့အဓိကတရခံဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်ကြပါတယ်။ဟိုးအရင်အချိန်တွေတုန်းကတော့ GPS တွေမရှိတဲ့အချိန်တုန်းက ဒီတန်လက်အိမ်မြောင်တွေကိုပဲအဓိကအားကိုးပြီးတော့လမ်းခရီးတွေကိုသွားလာရဖြစ်ပါတယ်အဲဒါကြောင့်လည်းဒီအချက်ကဒီဘာမြူဒါထရိုင်ဂယ်ရဲ့မစ္စတရီတွေကိုအဓိကမိမောင်းထိုးပြနိုင်တဲ့အချက်ဆိုပြီးတော့သိပ္ပံပညာရှင်တွေကသုံးတက်ကြပါတယ်ဒီဘာမြူဒါထရိုင်ဂယ်နဲ့ပတ်သက်ပြီးအယူဆတွေက infinity ကိုဖြစ်နေတာပါအဲ့လိုမျိုးဟိုဟာလည်းဖြစ်နိုင်တယ်ဒီဟာလည်းဖြစ်နိုင်ပြီးတော့ COD တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာကြောင့်အခုချိန်ဒီကိုလူတွေချားတယ်စူးစမ်းလူစိတ်တွေမြင့်တက်နေသေးဖြစ်ပါရဲ့ခင်ဗျာ ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တတ်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်ဒီမှာလည်းဒီထက်ပိုကောင်းတဲ့ season တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ထောက်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ